ပယ်ပြုတ်ကိုအမျိုးမျိုးလုံးစားကြည့်ကြမယ်ဒီတစ်ခေါက်ကျွန်တော်သုံးထားတဲ့ပယ်ပြုတ်ကတော့စိတ်ကြိုက်ပယ်ပြုတ်ဖြစ်ပါတယ်အရင်တစ်ခေါက် post မှာလည်းပြောပြထားပါတယ်ဒီစိတ်ကြိုက်ပယ်ပြုတ်က100ဂရမ်ထုတ်လေးတွေလုပ်ထားတဲ့အတွက်ကြောင့်မလို့တစ်ခါသုံးတယောက်စားလေးတော်တော်လေးကိုအဆင်ပြေပါတယ်ထုတ်ပူထားတာလည်းတတရရလေးပါပဲโอเคပါဒါဆိုလို့ရှိရင်ဒါလေးကိုဖောက်ပြီးတော့မှကျွန်တော်တွေမိုက်ခရိုဝေ့မှာနွေးပါမယ်ခမန်းကြီး10မိနစ်လောက်ဆိုလို့ရှိရင်တော့ရပါပြီကျွန်တော်ကတော့ဒီမှာ သူက900ဝက်နဲ့10မိနစ်လောက်နွေးပါတယ်ဒါဆိုလို့ရှိရင်ပဲပြုတ်လေးရလာပါပြီဒီတစ်ခါကကျတော့ဘဲနံများလို့စားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တွေစူပါမားကတ်ကဝယ်ခဲ့တဲ့နံပြားကိုမိုက်ခရိုဝေ့မှာနွေးလိုက်ပါတယ်နံပြားနွေးနေတော့ပဲရုပ်ထဲကိုစီလီဆန်းဆန်းပြီးတော့မှပဲချက်တုံပြူကျော်ချက်တုံနီကျော်လေးတွေထည့်ပါတယ် နံပြားရလာပြီဆိုလို့ရှိရင်တော့နံပြားနဲ့ပဲရုပ်ကလေးကိုဒီတိုင်းစားလို့ရပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တွေဘဲနံပြားရပါပြီနံပြားကစူပါမားကတ်တွေမှာအလွယ်တကူဝယ်လို့ရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအဆင်ပြေပါတယ်နောက်တစ်မျိုးကကြတော့ပလာတာပါပလာတာကိုခေါမုစူပါမားဝယ်လို့ရပါတယ်ဒါကိုကျွန်တော်ကဒီအိုးလေးကိုစီလေးတဲ့နဲ့ယင်ထဲပါတယ်ထဲပြီးတော့မှပဲဒီရဲ့အခဲလေးကိုတင်လိုက်ပါတယ် အဲစီမထဲလို့ရှိရင်တော့နည်းကတ်သွားတဲ့အတွက်ကြောင့်မလို့စီလေးနည်းနည်းလေးထဲကြော်တာကတော့ပိုပြီးကောင်းပါတယ်။နောက်ပြီးတော့မှမီးကိုလည်းအေးအေးလေးနဲ့ကြော်တာကပိုကောင်းပါတယ်။မီးအရန်ပူလို့ရှိရင်တူရောတက်တဲ့အတွက်ကြောင့်မလို့ပါ။ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်သူကတဖြည်းဖြည်းမီးအေးအေးလေးနဲ့ကြော်တဲ့အတွက်ကြောင့်မလို့အဲဒီလိုပွားပြီးတော့မှပဲဖောင်းလာတာပေါ့နော်။ဒီလိုဖောင်းဖောင်းလေးဖြစ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေထက်တရာပေါ့နော်။ကျွန်တော်ခေါ်တာထက်တရာအဲ့လိုပုံစံလေးဖြစ်လာပါပြီ။ โอเคပါဒါဆိုလို့ရှိရင်ကျွန်တော်တွေဒါကြက်လက်ကြက်ပြီးစားလို့ရပါပြီကျွန်တော်ဒီတစ်ခါဘာလို့มาလဲဆိုလို့ရှိရင်တော့ပလာတာလေးခုလုံးมาဖြစ်ပါတယ်ပလာတာအပေါ်တဲကိုဘဲပြုတ်လေးထည့်ထည့်ပြီးတော့ဒီလိုလေးလိုက်လိုက်ပါတယ်လိုက်ပြီးတော့มาပဲဒါလေးနဲ့ပြန်ပြီးတော့มาဒီလိုလေးအတုံးလေးသုံးလိုက်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တက်ကူတို့มาအမြဲတမ်းစားနေကြပလာတာလေးခုလေးရပါပြီဒီပေါ်မှာချက်တူနီကျော်လေးတင်လိုက်လို့ရှိရင်လည်းစားကောင်းပါတယ် ဒါကတော့ကျွန်တော်ရမ်းကြိုက်တဲ့ပလာတာလေးခုပါနောက်တစ်ခုကကျတော့ဤချောက်ခွေးပါဤချောက်ခွေးကလည်းကြော်မှုစုပါဝယ်တဲ့ဤချောက်ခွေးပါပဲအဲဤချောက်ခွေးကိုအရင်ဆုံးကျွန်တော်ကမိုက်ခရိုဝေးမှာနွေးလိုက်ပါတယ်ဤချောက်ခွေးကိုကျတော့အပြင်မှာထားထားအောင်ပိုကောင်းတယ်ပေါ့နော်အပြင်မှာမထားထားရင်လည်းအခဲလိုက်ကိုဒီလိုလေးနွေးရလဲရပါတယ်ဟုတ်ကဲ့ပါဒီလိုလေးနည်းနည်းလေးနွေးရလို့ရှိရင်သူကပျော့ပျော့လေးဖြစ်လာပါလိမ့်မယ် ကန်ကြည့်လိုက်ပါဒီလိုလေးကိုပြောလေးပေါ့နော်ဒီတိုင်းစားမယ်ဆိုလို့ရှိရင်လည်းစားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကဒါလေးကိုပြန်ပြီးတော့မှအတုံးလေးသုံးပြီးတော့မှပဲပြန်ကြုံမှာဖြစ်ပါတယ်ဒီတိုင်းကြော်လဲရပါတယ်ကျွန်တော်ကစီရမ်းမမြိုင်းမသုံးချင်တဲ့အတွက်ကြောင့်မလို့စီနည်းနည်းလေးနဲ့ပဲကြော်ပါတယ်ဒီလိုအိုလေးကိုစီနည်းနည်းလေးထည့်ထည့်ပြီးတော့မှပဲခဏငါသုံးထားတဲ့အကြောက်ကွေးလေးကြော်ပါမယ်ဒီလိုကြော်လိုက်ခြင်းအပြင် ီချောက်ကွေးအပြင်ပိုင်းကတော့ကျွတ်ကျွတ်လေးဖြစ်နေမှာပါဒါတော့ကိုနှစ်သက်တလို့ကြော်လို့ရပါတယ်โอเคဒါဆိုလို့ရှိရင်ဒါတော့ရသွားပြီပေါ့နော်အဲနောက်တစ်မျိုးကျွန်တော်တခုပြန်လုပ်မှာကကြတော့ဒီရဲ့အီချောက်ကွေးနွေးထားတဲ့ဟာကိုပေါမုံမီကင်ဆက်ထဲမှာကင်ပါတယ်ဒါတော့စီမတုံးတဲ့နီလန်းပေါ့နော်နောက်ပိုင်းတော့ကျွန်တော်ဒီနီလန်းနဲ့ပဲတုံးတာပုံများပါတယ်ဟုတ်ပါဆိုလို့ရှိရင်စီတုံးရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဆိုလို့ရှိရင်စီလုံးဝတုံးရမလို့တော့ဘူးဒီလို กินไล่ลงရှင်อเปญก็จุ๊บๆပြီးတော့มาแท้ရတော့เอ่ออีอีเลยได้มั้ยตีนี้เลยก็รีคอมเมนด์ไปบาร์ได้บาพูดเลยสรุปซีไม่ต้องในตัวจังมุโลบาโอเคบาแล้วสรุปอเปญก็จุ๊บပြီးတော့มาเว้ยแท้ရတော့เลยอีอีเลยขึ้นนี่บาเลยมั้ยโอเคบาสรุปရှင်ကျွန်တော်တို့อีจากุยได้บาพี่อีจากุยเนี่ยเบยပြုတ်เลยเนี่ยสรุปแล้วตัวจังมุโลเบยอีจาเลยเลยยาลาบาพี่ဒါဆိုရင်စားပါတော့မယ် နောက်တစ်ခုကကြတော့ပယ်ပြုတ်စီစံထမင်းပေါ့နော်ဒါကတော့ထမင်းလေးကိုပယ်ပြုတ်လေးထည့်လိုက်ရုံပါပဲပြီးတော့စားလေးနည်းနည်းထည့်စီလေးနည်းနည်းထည့်ပြီးတော့မှပဲနေလိုက်လို့ရှိရင်တော့ပယ်ပြုတ်စီစံထမင်းရပါပြီအဲဂျပန်ဆန်နေရနည်းနည်းလေးစီးတဲ့အတွက်ကြောင့်မလို့မြန်မာဆန်နေတော့တိတ်တော့မတူပါဘူးနောက်တစ်ခုကကြတော့ပယ်ပြုတ်ထမင်းကြော်ပါဒါကကြတော့ကျွန်တော်ပယ်ပြုတ်နည်းထမင်းကိုကြော်နေပါတယ် ပါဟင်းမမရှိလို့ရှိရင်လည်းဘယ်ပြုတ်သမင်းကြော်လေးကလည်းတော်တော်လေးကိုအဆင်ပြေပါတယ်ဒါကတော့ဘယ်ပြုတ်သမင်းကြော်လေးပါအဲ့တော့ခွာကြတော့ယာခိဆိုပါဘောနော်ဒါတော့ဂျပန်ပုံစံအတိုင်းကိုပဲကြော်ထားတာပါအဲ့ဒီထဲမှာမှကျွန်တော်ကပဲပြုတ်လေးကိုထပ်ထည့်လိုက်ပါတယ်ဒါတော့အောက်မှာပဲပြုတ်တွေအများကြီးကျန်နေလို့ပါ ဒါကတော့ပဲပြုတ်တုတ်ပေါ့နော်ကျွန်တော်လည်းချက်တွန်နီနဲ့ပဲရုပ်လေးကိုဒီတိုင်းပဲတုတ်လိုက်ပါပဲဒါလည်းဟင်းတစ်ခွဲဖြစ်သွားတာပဲနော်ဒါကတော့ကျွန်တော်ခီရှိမန်းကိုကြော်တာပါအဲကက်ချီကိုင်းပုံစံလိုမျိုးပေါ့နော်အဲဒီရဲ့အခီရှိမန်းရဲ့ပေပင်ပေါင်းရဲ့အသားတွေနဲ့ပဲပြုတ်တွေနဲ့ထည့်ကျော်ပါတယ် ပေပြုတ်ကိုမြေမြုံလောက်စားခဲ့ပါတယ်တချို့ပြည်တဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရမယ်နော်